မနီမီကြီးစိုးမြတ်သူစားကတော့အရင်ကသူယူခဲ့တဲ့ယောက်ျားဖြစ်တဲ့မောင်မျိုးမင်းနဲ့အခုချိန်မှာတော့မခုတီယိုလေးပြန်လည်ပြီးတော့ပေါင်းသင်းနေထိုင်ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။စိုးမြတ်သူစားရဲ့အရင်ကသူရဲ့ခင်ပွန်းဖြစ်တဲ့မောင်မျိုးမင်းအပေါ်ဘလောက်တစ်ထိချစ်ကြောင်းပြောခဲ့လဲဆိုရက်စကားဆနာလေးတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့ပရိသတ်တွေကိုတင်ဆက်ပေးခြင်းပါတယ်။စိုးမြတ်သူစားနဲ့တော့သူယောက်ျားရဲ့တွေ့ဆုံပုံလေးကိုစိုးမြတ်သူစားကပြန်လည်ပြောပြလာပါ ကျမအတွက်တဲ့အဲ့ဒီတော့က US key စင်ရဲ့ထူးခြားချက်ကတော့တဲ့ကျမရဲ့အင်ထောင်ဖက်ဖြစ်လာမဲ့သူနဲ့စုံတွေ့ဖြစ်ခဲ့ခြင်းပါပဲတဲ့ဗျာကိုမျိုးမင်းနဲ့ကျမကအသက်တူရေသူတွေဖြစ်ချပါတယ်နှစ်ယောက်လုံးကအင်္ဂါရီဖြစ်ချသလိုလောက်ကိုနှစ်ပါတတူဖြစ်ကသူမကကျမထက်23ရက်ပဲကြီးပါတယ်ကိုမျိုးမင်းကကျမပေါ်မှာတော့တော်တော်လေးကိုနားလေပေးနိုင်ခဲ့တာဒီနေ့ဒီချိန်ထိပါပြီလို့ဆိုမြတ်သူစားကဆိုထားခဲ့တာပဲဖြစ်ပါတယ်တခြားသူတွေအပေါ်မှာဆိုရင်တော့သူကအဲ့လိုမဟုတ်ပါဘူး တော်လေးကိုကတိကတ္တနိုင်တာကျမပဲဒီပါရီမကောင်းပြောတာမဟုတ်ပါဘူးသူနဲ့ကျမကတငယ်ချင်းနဲ့အရင်ဖြစ်ခဲ့ပြီးမှကျမအင်ထောင်ဖက်အထွာတင်းတော်တဲ့နော်သူတယောက်လို့ကျမကဆုံးဖြတ်ရွေးချယ်ခဲ့တာလို့ဒါဆုံးမြတ်သူစားကရှင်းပြခဲ့ပါရီအဲ့ဒါလိုမျိုးသူ့ဘောမှာအရန်ချစ်ခင်နော်ခူးဆိုင်ပြီးတယ်ကိုချင်းစားပြီးတယ် respect ရှိတဲ့ယောက်ျားမျိုးနော်အဲ့လိုယောက်ျားနဲ့ဆုံးမြတ်သူစားကဘလောက်မှမကြဘူးအင်ထောင်တဲ့ဘလောက်မှမကြလိုက်ပါဘူးကွဲသွားခဲ့တာလေးဖြစ်ပါတယ် ဒီနေ့ချိန်ထိပြည်သူတွေကတော့စုမြတ်သူစာကိုအပြိုကြီးလို့ထင်ခဲ့ကြတာပဲဖြစ်ပါ रे စုမြတ်သူစာကတော့ဒီကြားထဲမှာနော်ယောက်ျားတွေကိုစိတ်နာပြီးတော့နော်စုမြတ်သူစာရဲ့ယောက်ျားကပြေပမှာမိမရှိခဲ့တာဖြစ်တယ်နော်မိမဆိုတာကဒီဝင်မိမမဟုတ်ဘူး living together နေတဲ့မိန်းကလေးတွေအများကြီးပဲဆိုတော့စုမြတ်သူစာကသိခဲ့တော့တော်တော်လေးကိုစိတ်နာသွားခဲ့တာဖြစ်တယ်စိတ်နာပြီးစုမြတ်သူစာကဒီနှစ်ပိုင်းမှာမိမချင်းချင်းသွန်ပွိုင်းတွေနဲ့ပဲဒါအကြီးစားဖြစ်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်အခုတော့ ဆိုမြတ်သူစာဟာသူအရင်ယောက်ျားဖြစ်တဲ့ကိုမျိုးမင်းနဲ့နော်ပြန်လဲပြီးတော့မခုတ်တီကိုလေးပေါင်းသင်းနေထိုင်တဲ့အချောင်းလေးပြန်လဲထွက်ပေါ်လာခဲ့တာပဲဖြစ်ပါရယ်ဗျာ